ပြည်တွင်းစစ်ပြဿနာအပိုင်းနှစ်လက်နက်နဲ့စစ်ပညာမမျော်လင့်တဲ့နေရာကရခြင်းဂျပန်အင်္ဂလိပ်နဲ့အမေရိကန်တို့ဘာသေးအဲ့ဒီကရပါတယ်ဖော်ခြင်းတော်ခြင်းရတာကတော့စစ်မြေပြင်ကပါ အင်္ဂလိပ်အပြေးနဲ့ဂျပန်အပြေးမှာရပါတယ် စစ်ပြီးတော့ကိုလိုနီပြန်လုပ်မဲ့အစီအစဉ်ရှိထားတဲ့အင်္ဂလိပ်ကဂျပန်ဒေါ်လာရေးတက်တွေစီကလက်နက်ပြန်သိမ်းပါတယ်အထက်ဗမာပြည်မှာဆိုရင်စကတဲ့ကလက်နက်ငှားရဲဆိုပြီးငှားရတာပါမြို့သိမ်းပြီးတော့သူတို့တက်ထဲဝင်ပါဘိုးတွေကိုငကိုရာထူးတိုင်ထားမယ်အားလုံးကိုသူ့စနစ်အတိုင်းလစာပေးမယ်လို့ညှိဆွဲပါတယ်မဝင်ဘူးဆိုမှငှားထားတဲ့လက်နက်အားလုံးပြန်အပ်ခိုင်းပါတယ်လက်ပစ်ဘုံတစ်လုံးတော့မချမ်းပါ သူ့ကိုယ်ကဲမှုနဲ့ဂျပန်ကိုတိုက်တဲ့တခြားလူမျိုးစုတပ်တွေစီကလက်နက်ပြန်သိမ်းတယ်မကြမ်းမိပါဘူးအင်္ဂလိပ်ကလက်နက်ကိစ္စမှာအကဲဆက်ပေမဲ့အမေရိကန်ကတော့ခရီးမထားပါဘူးသူကဧည့်သည်ပဲစစ်နိုင်ဖို့ပဲပဓာဏထုတ်ပေးတဲ့လက်နက်စစ်စစ်ဆက်ဆက်ပြန်မသိမ်းပါစစ်ပြီးတော့လဲသူတို့လက်နက်တွေကိုကျင်းနေထက်ဓာတ်စီလောင်းမီးရှို့ပြီးမြေပြန်ဖုံးထားခဲ့တာပါအလေးခံပြီးပြန်ယူမသွားပါဘူးဒီလက်နက်တွေတော်လန်ရေးကပြန်သုံးနိုင်ပါတယ် ဘူးနွယ်စပရင်တွေပဲသုံးမရပါကြက်ပောင်ကြိုးတက်ပြီးပြည့်ရင်ရပါတယ်စစ်ပြီးတာမကြသေးလို့ပြောင်းနေကိုဒဲတန်တွေကောင်းပါသေးတယ်အနောက်တိုင်းသားတယောက်ရေးတဲ့စာအုပ်ရဲ့နောက်ဆက်တွဲမှာ American 101နဲ့ English 136တက်တာဝန်ခံအရာရှိတွေကိုယ်တိုင်ရေးတဲ့စာပါပါတယ်အဲ့ဒီစာမှာလက်နဲ့ထုတ်ပေးတဲ့စာရင်းတချို့ပါပါတယ်ဖတ်ကြည့်ရင်သူတို့ရဲ့သဘောထားသိနိုင်ပါတယ်တရက်တက်မူရေးတဲ့စာမှာ သူတို့အတွက်တော့ရဲစရာဗမာပြည်အတွက်တော့နာကြီးစရာတခုကိုတွေ့ပါတယ်ရေးပုံကဗမာပြည်မြောက်ပိုင်းတိုင်းသားတွေကစစ်အတွင်းကူညီခဲ့တာအတွက်သူကောင်းပြုတစိ့ပေးဖို့တောင်းကြကြောင်း သူကအထက်ကို တင်ပြပြီးအိန္ဒိယမှာရွှေတစိ့ကြီးတွေလုပ်ပြီးပေးခဲ့ကြောင်းစစ်မှာကူညီခဲ့တာကိုအသိမဲ့ပြုတယ်လို့အတိတ်ပဲရတဲ့ CMA တစိ့ပေးခဲ့ကြောင်း CMA ဆိုတာ Citation of Military Assistance ဂျီနန်ရိုက်ရံမှာ ကော်မာကိုအတူကောက် CMA လို့တုံးကြောင်းဒါကြောင့်သူတို့ချင်းတော့ CMA တစ်စိတ်ကိုကော်မာလို့ပဲနောက်ပြောင်ကြကြောင်းရေးပါလေအမေရိကန်ကကိုလိုနီပြန်လုပ်ဖို့လာတာမဟုတ်လို့ညနေလဲ गे ပစ်လုပ်နိုင်ပါလေအင်္ဂလိပ်ကတော့လုပ်လို့မရပါအဲ့ဒီတစ်စိတ်ကိုလည်းအသိမှတ်မပြုပါနိုင်ငံရေးအဆက်နဲ့လက်နက်ရှာလိုက်ရတာလက်နက်ကရမဲ့ရတော့တော်လိုင်းရေးသမားတာမကလယ်သမားတွေပါရကြပါလေစစ်လက်နက်ပညာကို လယ်သမားကတော့ကြောင်းကရတာမဟုတ်ပါလက်တွေကရပါတယ်ဒီတိုနေတာရန်ကိုအဲ့နဲ့ထွင်လို့လက်ပြက်ဘုံကိုတူနဲ့ထုလို့တကြောင်လုံးဖုံကြီးကိုရင်ကြောင်းသားတွေပြန်လွန်သိဆုံးကြပြီးမှပညာရကြပါတယ်လက်နဲ့ငယ်ကတော့စနစ်တကျသာမရှိတာလယ်သမားတော်တော်များများတစ်တက်ကြပါတယ်မတော်တဆတနက်ထွက်လို့တည်တာလည်းမနေပါဘာပဲပြောပြောလက်နဲ့ကိုကင်တဲ့သုံးတက်ကြတဲ့လယ်သမားတွေလက်နဲ့ရကြပါတယ် 1945မှ1948ထိဗမာပြည်အခြေအနေဗမာပြည်ကွန်မြူနစ်ပါတီဟာတရားဝင်ဥပဒေရင်းပါတီဖြစ်နေပြီလက်ဝဲညီညွတ်ရေးကိုကြောရွပြုတဲ့ဖာစပလအဖွဲ့ကြီးရှိနေပြီဖက်စစ်ဒေါ်လာရဲ့အတွင်းစစ်ကိုဦးစီးတဲ့အတွေ့အကြုံရှိကေတာတွေရှိနေပြီအင်္ဂလိပ်ကိုလိုဒီအစိုးရပြန်လာတယ်သူတို့နဲ့ပါလာတာကနိုင်ငံရေးစီမံကိန်းစီးပွားရေးစီမံကိန်းတွေပဲအိန္ဒိယမှာစစ်ပြေးအစိုးရဖြစ်နေရင် ဆင်မလာမှာစိန်ပြေနပြေရေးဆွဲလာတဲ့စီမံကိန်းတွေဖြစ်တယ်။ဒါပေမဲ့သူတို့စီမံကိန်း project တွေဟာအတွေ့အခေါ်ဟောင်းတွေနဲ့ဆွဲထားတဲ့စီမံကိန်းတွေဖြစ်နေတယ်။ဗမာပြည်ကိုပြန်သိမ့်ပြီးရင်စက်မှုလက်မှုလုပ်ငန်းတွေဘယ်လိုလုပ်လိုက်မလဲ။ကောက်ပွဲသင့်တဲ့စီမံကိန်းဘယ်လိုသစ်ထုတ်လုပ်ရေးကိုဘယ်ပုံလုပ်လိုက်မလဲဆိုတဲ့စီမံကိန်းတွေကြီးပဲ။စစ်အတွင်းလက်လွတ်သွားသမျှကိုအတိုးချပြီးအင်္ဂလိပ်နယ်ချဲ့ကုမ္ပဏီတွေသွေးဆုပ်ဖို့စီမံကိန်းကြီးဖြစ်တယ်။စီမံကိန်းတွေကို ်ဘုတ်အဖွဲ့တွေကစီမံဆောင်ရွက်ဖို့ပဲနိုင်ငံရေးစီမံကိန်းကတော့နေချက်ဆက်ညီအင်အားစုတွေကိုဖိနှိပ်ဖို့နဲ့တပြေးပြေးချင်းဒိုမီနီယံအုပ်ချုပ်ရေးစီတို့သွားဖို့ဖြစ်တယ်အင်္ဂလိပ်နဲ့ပြည်သူ ထိတ်တိတ်တွေ့ကြတဲ့ကာလက1945နဲ့1946စက်တင်ဘာလအထိဖြစ်တယ်1946စက်တင်ဘာအုံကြွမှုနောက်ပိုင်းမှာလက်ဝဲညီညွတ်ရေးပြိုကွဲတယ်နောက်1949နှစ်ဆန်းမှာလက်ဝဲညီညွတ်ရေးကိုပြန်တည်ဆောက်ဖို့လုပ်တယ်အလားအလာကောင်းတယ် ဗိုလ်ချုပ်အောင်ဆန်းကြဆုံးပြီးတဲ့နောက်မှာအားကောင်းတဲ့အလားအလာတွေတဖြည်းဖြည်းချင်းကွဲပြောက်ကုန်တယ်။လက်ဝဲညင်ညူရေးပြိုကွဲမှုကပြည်တွင်းစစ်စီသို့ဥတည်ခဲ့ပြီ။ဖာစာပါလာကိုလက်ရအင်အားစုတွေတစတစအုပ်စိုးမိလာနေပြီ။ဆင်မလာစီမံကိန်းတွေကိုဒိုင်ခံပြီးဆွဲခဲ့တဲ့ဥတင်ထွတ်ဖာစာပါလာမှာလူတွင်ကျယ်ဖြစ်လာတယ်။ဗမာပြည်ဆိုရှယ်လစ်ပါတီကလည်းလက်ဝဲဝါဒကိုစွန့်ပစ်နေပြီ။လက်ရဘက်သို့ရွေ့လျားနေပြီ။ နိုင်ငံရေးမှာဒီလိုပြောင်းလဲနေချိန်မှာတပြည်လုံးရဲ့အခြေအနေကလည်းအလွန်ကိုတင်းမာနေတဲ့ကာလဖြစ်တယ်။ပုပ်ဖွဲ့မျိုးစုံရဲ့ဖြစ်ညစ်သွေးဆုပ်မှုကိုလယ်သမားတွေအလုံသမားတွေခံနေရတယ်။စစ်အတွင်းမွဲပြတ်ကြနေတာမှာထက်ပြီးလက်ရသခိုးထောင်းခံရတော့လယ်သမားသဘုံတွေပေါ်လာတယ်။အလုံသမားသပိတ်တွေပေါ်လာတယ်။လယ်သမားသဘုံဆန်းဆန်းဓမြခိုင်းကြီးတွေပေါ်နေတယ်။အင်အားရာချီတဲ့အမြောက်စိန်ပြောင်းစက်တနက်တွေ ရိုင်ဖယ်တွေအပြည့်ရှိတဲ့ဓမြကိုင်းတွေပဲစစ်ပီးကလေးကရှိနေတာဖြစ်တယ်ဒီဓမြကိုင်းကြီးတွေကခွာစစ်ဆင်တဲ့ဂျပန်နဲ့ထိုးစစ်ဆင်တဲ့အင်္ဂလိပ်အကျိတ်နယ်တိုက်ခဲ့တဲ့စစ်တလင်းဒေသတွေမှာပေါ်နေတာဖြစ်တယ်အေယာဝတီမြစ်ကူးတိုက်ပွဲကြီးတွေတိုက်ခဲ့တဲ့ဒေသမှာဖြစ်တယ်မလ29ဖက်စစ်ဒေါ်လာရေးဖြစ်တော့ဂျပန်ကပြေးစစ်ဖြစ်သွားပြီအင်္ဂလိပ်ကလိုက်စစ်အဲ့ဒီတော့စစ်မြေမြေကိုမရှင်းနိုင်ပဲအင်္ဂလိပ်ကအတင်းလိုက်သွားတယ်လက်နက်ခဲယံတွေပြန့်ကျဲကြံရတယ် အဲ့ဒီလက်နဲ့တွေကိုဆင်းရဲသားလယ်သမားတွေကရပြီးဓမြဂိုင်းကြီးတွေပေါ်တာပဲမြတ်တန်းတင်ရေးလို့ရှင်မတော်ခင်မောင်ဂိုင်းကိုလူသိများပါတယ်အဲ့ဒီလိုဂိုင်းမျိုးက10ခုမကရှိပါတယ်ဒီလယ်သမားတပုံဆန်တဲ့ဓမြဂိုင်းတွေဟာနိုင်ငံရေးနယ်လပိန်လုံးနေမဟုတ်ပါနယ်ချက်ဆန့်ကျင်ရေးစိတ်သက်ရှိပါတယ်ဖဆပလာကိုထောက်ခံပါတယ်ရှေးတုန်းကမင်းလောင်လှုပ်ရှားမှုလိုလည်းမဟုတ်ပါသူတို့ရဲ့တွေးခေါ်ကခင်မီဒေါ်လာရေးဆန့်ပါတယ်သူတို့အခြေခံတဲ့ဒေတာလူတို့ကိုအလုတ်ကျွေးပြုတ်ပါတယ် တခြားဒေသအစိုးရအုပ်ချုပ်ရေးရှိရာဒေသကိုသာသွားဓမြတိုက်ပါတယ်အင်္ဂလိပ်အုပ်ချုပ်ရေးပလိတ်ကသူတို့ကိုမရှင်းဝင်ပါစစ်တပ်နဲ့နှိမ်ရပါတယ်ဒါပေမဲ့နိုင်ငံရေးပတိငိမ့်တော့အင်္ဂလိပ်ကစစ်တပ်ကိုခဏခဏထုတ်မသုံးနိုင်ပါဘူးတခါတလေမှသုံးပါတယ်ဒါကြောင့်လယ်သမားသဘုံဆန်တဲ့ဓမြဂိုင်းတွေဟာကြာလီကြီးလီဖြစ်လာပါတယ်ဖာစာပါလာဟာဘယင်ကအမှုဆောင်ဆိုးရဖွဲ့မှာပါသွားတော့အင်္ဂလိပ်ရဲ့ policy အတိုင်းဓမြဂိုင်းကိုနှိမ့်ပါတယ် ရွာမီးရှို့ပါလေဆိုရှယ်လစ်တွေဦးစီးတဲ့အထူးလက်နက်ကိုင်ပလိတ်တပ်ဖွဲ့ဆိုတာတွေနဲ့နှိမ်နင်းတာပါကွန်မြူနစ်ပါတီရဲ့ policy ကသူတို့ policy နဲ့မတူပါဘူးကွန်မြူနစ် policy ကဗုဒ္ဓဖွဲ့တွေရဲ့သွေးဆုပ်မှုကြောင့်ချွတ်ချုံကျနေတဲ့ဆင်းရဲသားလယ်သမားတွေရဲ့ရုန်းကန်မှုလို့သဘောထားပါလေနှိမ်နင်းရေးထက်ဖြောင်းပြပညာပေးရေးကိုအဓိကထားပါလေမှားယွင်းတဲ့နီးနဲ့နယ်ချက်ကိုတုံ့ပြန်ကြတာဖြစ်တယ်သူတို့ကိုတော်လန်နဲ့နီးပေးအပ်ရမယ်လို့သဘောထားပါလေ ဆင်းရဲသားလယ်သမားတွေရဲ့ဒုက္ခကိုကွန်မြူနတီတွေကကြည်နေလို့မဖြစ်ပါဘူး။သူတို့ဟာဂျပန်ဒေါ်လာရေးတုန်းကကူညီခဲ့သူတွေပါ။သူတို့ရဲ့ခက်ခဲဖြေရှင်းပေးရပါမယ်။ဒါကြောင့်အငတ်တက်ချစ်တက်ပွဲ လုပ်ပါတယ်။လိုအပ်ရင် SAMB ဂိုဒေါင်တွေကစပားလုပါတယ်။ခေါင်းမာရေးလမ်းဖောက်ဖို့တောင်းဆိုပါတယ်။ခေါင်းမာရေးလမ်းဆိုတာငတ်နေသူတွေကိုတရင် ပေါက်ပြားနဲ့လာပြီးလမ်းဖောက်ကြအစိုးရက နေရွက်လောက်ကဖြစ်ဆန်ထုတ်ပြီး ဒီလိုနဲ့မိသားစုအငတ်ဘေးကိုຫນွေရသည့်အတွက်ကြော်လွားရတာဖြစ်တယ်။ဆန်တွေကအစိုးရကိုတောင်ထဲကြီးစုနေလို့လောက်ရတဲ့တိုက်ပွဲပါ။စစ်ကြီးပြီးမှဆန်သေးကကောင်းဆန်ကလည်းရောင်းကောင်းနေလို့အင်္ဂလိပ်ကဆန်တွေပြပကြီးထုတ်ရောက်နေတယ်။ပြည်တွင်းမှာငတ်တယ်။1945က1946စက်တင်ဘာအထိဆိုရှယ်လစ်ပါတီနဲ့တိတ်ပြီးပြဿနာမဖြစ်ခဲ့ပါဘူး။ဆိုရှယ်လစ်ပါတီကသူတို့သာမလုပ်တာ အင်္ဂလိပ်နဲ့တိုက်ခန့်လုပ်နေတဲ့ကာလမှာ ကွန်မြူနစ်ပါတီလှုပ်တာကိုထောက်ခံခဲ့တယ်1946ခုနှစ်စက်တင်ဘာနောက်ပိုင်းဖတ်စပလကအစိုးရဖွဲ့တဲ့ဝင်ပြီးတော့တမျိုးဖြစ်သွားတယ်ကွန်မြူနစ်တွေလှုပ်တာဟာသူတို့ကို တိုက်တာပဲလို့ထင်လာတယ်လယ်သမားတွေငတ်နေတယ်ဆိုတာကိုသူတို့မယုံပါဘူးအခုစစ်အစိုးရပါဝင်အစိုးရအဆက်ဆက်ကလည်းမယုံကြပါဘူးကွန်မြူနစ်ကလူတွေငတ်နေပြီလို့ပြောပြီးတိုက်ပွဲဆင်ကျင်လို့လှုပ်တာလို့ထင်ပါတယ်။သူတို့အခြေခံထားတဲ့လူတချို့မငတ်တာကိုကြည့်ပြီးအားလုံးမငတ်ဘူးလို့ထင်ကြပါတယ်။ ဒါဟာလူဒန်းစားရက်ခံချက်ပြဿနာ လူဒန်းစားအမြင်ပြဿနာပါပဲလက်ဝဲညင်ညွရေးကိုအလေးထားတဲ့ဘောအောင်ဆန်းရှိတုန်းကပြဿနာမကြီးခဲ့ဘူးသူမရှိတော့ပြဿနာကကြီးလာတယ်လက်ရဆိုရှယ်လစ်တွေကအင်္ဂလိပ်အလိုမကျမှနဲ့ဖတ်စားပါလာတဲ့တွင်ကျယ်လာတဲ့လူတော်ကြီးဥတင်ထွတ်တူလူလူတွေရဲ့ထောက်ခံမှုမရမှာပဲစိုးကြတယ်လက်ဝဲညင်ညွရေးကိုစရေပြီးလက်ရညင်ညွရေးကို တိဆောက်ကြတော့တယ်လွတ်လပ်ရေးရလာတော့ ကွန်မြူနစ်ပါတီကိုအပြတ်ရှင်းပြဖို့အချိန်တန်ပြီလို့ဆိုရှယ်လက်ရကိုင်းကထင်လာတယ်။အပြတ်ရှင်းရင်ဦးသိမ့်ဖင်မြင့်ရဲ့ထောက်ခံမှုရမယ်။အင်္ဂလိပ်ရဲ့အားပေးမှုရမယ်။6လရှင်းလိုက်ရင်ပြက်မယ်လို့ထင်ပြီးပြည်ထရေးဝန်ကြီးဦးကျော်ကြီးအစီအစဉ်နဲ့ကွန်မြူနစ်ပါတီကိုအလစ်အငိုက်တိုက်ခဲ့တာဖြစ်တယ်။ပုံမှန်၅ဟာပြည်ထရေးဝန်ကြီးရဲ့ဝရဇိန်လက်နက်ပဲ။နောက်ပိုင်းကျတော့ဝန်ကြီးနဲ့ဦးဦးတင်ထွန်းတဲ့ဗိုလ်စိမ့်မှန်ဝန်ကြီးဖြစ်ကနှုတ်ထွက်ပြီး ဘိုလ်လောက်က တိုက်ကြတယ်ဒါဟာအင်္ဂလိပ်လူတော်ကြီးနဲ့လက်ရဆိုရှယ်လစ်တို့ရဲ့ညီညွတ်မှုပြယုတ်ပါပဲပြည်တွင်းဆက်စားတော့ကအင်္ဂလိပ်စစ်မရှင် ရှိနေပါတယ်အင်္ဂလိပ်လူတော်ကြီးဥတင်ထွတ်ကဘိုလ်တင်ထွတ်လုပ်ဖို့လိုပါတယ်ဥတင်ထွတ်မှာစစ်တိုက်တဲ့အတွေ့အကြုံမရှိပါဒါပေမဲ့အင်္ဂလိပ်ရဲ့ထောက်ခံမှုရအောင်သူသာလုပ်နိုင်တယ်ခေါ်ရခါစစ်သားညီဘောကနေစုနိုင်တယ်ပြည်တွင်းဆက်စားပိုင်းမှာအစိုးရခိုင်းသမျှလုပ်တဲ့တက်က လူမျိုးစုတက်တွေနဲ့ဂေါ်ရခတက်တွေပဲရွာတွေမိရှုလူတွေတတ်တာကို သူတို့ကကြေးစားစိတ်နဲ့ဗမာလူမျိုးမုံဒီရေစိတ်ပေါင်းပြီးအပြတ်သားဆုံးလုပ်ကြပါတယ်ဒါပေမဲ့စစ်ဗိုလ်တွေကလက်ရဲဇက်ရဲလုပ်နေတာမဟုတ်ပါဥပဒေရလုပ်တဲ့ဖြစ်အောင်အရေးပိုင်းခရိုင်ရဇဝတ်တရားသူကြီးကစစ်တပ်အကူအညီတောင်းစစ်တပ်ကပြတ်သက်ဆိုတာဖြစ်အောင်စီစဉ်ပါတယ်ဥပမာပြင်မနာမှာအရေးပိုင်းစီသူအောင်ဖေက စစ်စင်ရေးကြီးတိုင်းမှာလိုက်ပါရပါတယ်စီသူအောင်ဖေးတန်ကြက်ကကားပေါ်ကနေဟောပြောနေတဲ့ပုံကိုအဲ့ဒီခစ်က ထုတ်တဲ့သတင်းစာမှာတွေ့နိုင်ပါတယ်ထောင်သုံးပြည့်ရေးတော်ဘုံတို့ကလည်းအဲ့ဒီပုံစံမျိုးပါပဲရေးပိုင်းခရိုင်ရာဇဝတ်တရားသူကြီးကအုံကြွမှုကိုနှိမ်နှင်းမှုစစ်တပ်ကိုအကူအညီတောင်းစစ်တပ်ကအကြမ်းဖက်နှိမ်ပါတယ်ဘိုးအောင်ကြီးကလည်း1988ရေးတော်ဘုံတို့က တရားနေရေးခင်းမှာအဲ့ဒါလိုဥပဒေတိုင်းစစ်တပ်ကမလုပ်လို့သာအပြစ်တင်ပါတယ်။သူ့စာကိုမှတ်မိကြမယ်ထင်ပါတယ်။ဥပဒေကိုလက်တလုံးချလှည့်ပြီးလုပ်နေရတာအရေးရှိတယ်။ခက်လဲခက်တယ်။ဒါကြောင့် lawyer အခုတော့တိုင်းခရိုင်အုပ်ချုပ်ရေးတာဝန်ခံတွေဖြစ်စစ်ဘိုးတွေကိုပဲထားပါတယ်။စီသူအောင်ဖေးလူဂျားလူမလို့အောင်လှုပ်ထားပါတယ်။စစ်စင်ရေးဆင်းတဲ့စစ်ဘိုးတိုင်းလူတက်လိုင်းစင်ရနေပါတယ်။ ဥနုဥကြောချင်းတို့တွက်ခဲ့တယ်လို့ပြည်တွင်းစစ်ကလည်း6လနဲ့မပြီးပါအနှစ်90ကျော်တဲ့အခုထိမပြီးပါလက်ဝဲညညရေးပြက်ပြားခြင်းနဲ့ browder ဝါရအမှားဆက်ဆက်မှုဖက်စစ်ဒေါ်လာရေးအတွင်းတိဆောက်ခဲ့တဲ့လက်ဝဲညညရေးကိုကြော်ရိုးပြုတ်ပြီးဖဆပလာကိုတိုးချက်ဖွဲ့စည်းခဲ့တယ်ပြန်လာတဲ့အင်္ဂလိပ်ကိုအမျိုးသားညညရေးနဲ့ရင်ဆိုင်နိုင်ဖို့နဲ့လုံးဝလွတ်လပ်ရေးသို့ချီတက်ဖို့ဖြစ်တယ် ဒီစီယုံရေးလမ်းစဉ်ဟာမှန်ကန်ပါတယ်မျိုးချစ်ပါတီကဟင်္ဒရာဥမြဓမ္မပါတီကပျော်ပွဲဥမြငါးပွင့်ဆိုင်ဥပဖေစသူတွေကိုတိုးချက်စီယုံခဲ့ပါတယ်ဒါလည်းမှန်ပါတယ်နိုင်ငံရေးအင်အားစုတိုင်းကိုဖတ်စပ်ပလတ်အလံအောက်ရောက်အောင်လုပ်တဲ့စီယုံရေးလမ်းစဉ်ဟာအခြေခံအားဖြင့်မှန်ပါတယ်မှားတာကသူတို့ရဲ့နိုင်ငံရေးအမြင်တွေကို တိုက်ပွဲမဆင်တာပါပဲဒီလိုဖြစ်လာတာဟာ browder ဝါရအတွေးခေါ်ကြောင်းပဲ ဖာစာပါလာထဲမှာဒိုမီနီယန်လောက်နဲ့တင်းတိမ်နိုင်သူတွေနဲ့အင်္ဂလိပ်ပေးမဲ့ယာရုမတ်သူတွေအများကြီးပါလာပါတယ်။သူတို့ကိုလက်ဝဲညင်ညွေးတက်ဦးကအတွေးခေါ်အရနဲ့စီယုံကြီးအရပြက်ပြက်တာတာခေါင်းဆောင်ရပါပဲ။ယူဂန္ဓာထောင်မြန်ဂလုံဦးစောဂျပန်ထောင်မြန်ဒေါက်တာဘမွန်နဲ့ဂျပန်ကတာမတ်ခန့်နေနေရာကပြန်လာတဲ့သခင်ဘစိန်သခင်ထုံးအုပ်တို့ကိုလည်းစီယုံပါတယ်။သူတို့ကဖာစာပါလာထဲမဝင်ပဲစောစိန်မော်ဂိုင်း ထောင်းပါတယ်။ဖဆပါလာနဲ့စင်ပြိုင်လောက်ပါတယ်။ဖဆပါလာကိုအပြင်ကနေဖြိုခွဲပါတယ်။ဘယင်ကံအလိုကျလောက်ကြပါတယ်။ဘယင်ကံကအစိုးရဖွဲ့ဘယင်ကံအမှုဆောင်ဖွဲ့ဖွဲ့တော့ယာရုတွေပေးဖို့ကမ်းလှမ်းပါတယ်။ဖဆပါလာကမူပေါ်အခြေခံပြီးတောင်းဆိုချက်တင်တယ်။စောစိန်တို့ကတော့ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်။ဒေါက်တာဘမောက်ကို အင်္ဂလိပ်ကမကြည့်ပြပါဘူး။ယာရုမပေးပါဘူး။သူတို့လက်ခံရုံနဲ့အားမရပဲ ဖဆပလာတဲ့ရောက်နေတဲ့သူတို့ဂိုင်းသားတွေပါဆွဲတယ်တချို့ပါကုန်ကြတယ်ကြံရည်သူကဥမျက်နှမျက်နဲ့ဥပဖေစသူတို့ပဲသူတို့ကသူတို့အကြောင်းနဲ့သူတို့မပါတာဖြစ်တယ်သူတို့ကစောစိန်မော်အောက်ပြန်မရောက်ချင်ဘူးဥပဖေကတော့ဒေါက်တာဘမော်နဲ့ကဘာရန်ဖြစ်နေလို့ပဲဘာပဲပြောပြောသူတို့ရဲ့ယက်တီမှုကိုကြိုဆိုသင့်ပါတယ်ဖဆပလာတဲ့ရှိတဲ့လက်ရခိုင်းဖြစ် လေးစားရမှာဖြစ်တယ် စောစိမ်မော်အလိုတော်ကြီးလက်ရခိုင်းနဲ့ရောက်မသွားတာဟာကောင်းမှုပြုတာလို့သတ်မှတ်ရပါမယ်။ဖတ်ဆပ်ပါလာတဲ့ကလက်ဝဲကိုင်းသာညီညွတ်နေရင်သူတို့ဘာအန္တရာယ်မှမပေးနိုင်ပါဘူး။ဥပဖေကဒိုမီနီယံရလဲကျင်းတ်မယ်လို့ပြောနေပေမဲ့ဖတ်ဆပ်ပါလာဆုံးမချက်ကိုလိုက်နာပြီးလုံးဝလွတ်လပ်ရည်လို့ပြောနေတာပါ။ဆိုရှယ်လစ်ပါတီတဲ့ကဘိုအောင်ကြီးတို့လိုစစ်ဘိုတွေကဘဂပရဲ့ဘရော်ဒါဝါရအမှားရောင်ကိုမလွတ်တမ်းဆွဲလို့ရှိပါလေ။သူတို့ဆရာတွေကတော့မဆွဲပါဘူး။ ူတို့1948မှာလောက်တာနဲ့လက်လက်ရေးယူခဲ့တာဟာဘราวဒါဝါရအဆုံမိတ်တိုင်းလိုက်လုခဲ့တာပဲဆိုတာကိုသိလို့ပါအလိုတော်ကြီးလက်ရဂိုင်းဟောင်းတာယာဝတီဥပုကတော့လက်လက်ရေးကိုဂန္ဒီဝါရအရလောက်ခဲ့လို့ရတာလို့ရေးပါတယ်ဘราวဒါဝါရကိုစည်ရင်မသိမ်းပါဘူးဘราวဒါဝါရကြောင့်ဘဂဗရဲမှာအကွဲပြဲဖြစ်တာမှန်ပေမဲ့ကွန်မြူနစ်ဆိုရှယ်လစ်ကွဲတာအဲ့ဒါကြောင့်မဟုတ်ပါလဝဲညီညွတ်ရေးပြိုကွဲတာဟာဆိုရှယ်လစ်ပါတီက လက်ရဘက်၍သွားလို့ဖြစ်ပါတယ်။ဦးသိန်းဖေမြင့်ရဲ့ကြော်ငိမ့်စာအုပ်ထဲမှာဦးကြော်ငိမ့်ကသူ့တသက်အကြီးဆုံးအမှားကဆိုရှယ်လစ်ပါတီကမတ်စ်ပွားရကိုလက်ခံနေတာကိုမတွန်းလှန်ခဲ့မိတာပဲလို့ပြောကြောင်းပါပါတယ်။ဦးကြော်ငိမ့်ကလည်းသူ့နေတဲ့မှာငြင်းမထားပါဘူး။စကတဲ့ကဆိုရှယ်လစ်ပါတီကိုဥရောပက ဆိုရှယ်ဒီမိုကရက်တစ်ပါတီတွေလိုလက်ရပါတီဖြစ်ဖွဲ့ခဲ့ရရင်အကောင်းသားလို့ပြောတာပါ။ဒါက ဥကြောင်ကြီးစိတ်ကူးရင်တာပါပဲလက်ဝဲအလံမလွင့်ရင် ဆိုရှယ်လစ်ပါတီဟာဖဆပ်ပါလာတယ်ရောက်မာတာမဟုတ်ပါဘူးဘူအောင်ဆန်းရောဘကဘကပါသူတို့ကိုနေရပေးဆက်ဆန်တာကလက်ဝဲအလံလွှင့်ထားလို့ပါဘူအောင်ဆန်းမရှိမှလက်ဝဲအလံကိုသူတို့လွှင့်ပြရတာပါ